ကိုရဲ့6လ2025လူပြည့်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှာကျေးဇူးပါတယ်ဒီစကားလေးမပြောတာကြားဒီနေ့တော့ကျွန်တော်တို့မေခွန်းတုတ်ဆရာတွေအများကြီးတွေးမိပါတယ်ရွေးဦးတော်လိုင်း၄နှစ်ကျော်၅နှစ်အလွန်အစိုးရပေါင်းမြောက်များစွာဖွဲ့စည်းပြီး တိုင်းနယ်ပြည်နယ်၁၄ခုလုံးဖက်ဒရယ်ယူနစ်တွေဖွဲ့ပြီးဘာတွေလုပ်နေကြတာလဲ စစ်နိုင်တိုက်ရေးဆိုတဲ့ကိစ္စအစိုးရဖွဲ့ကြီးအနောက်မှာရောက်သွားပြီလားလက်ရှိမြေပြင်တရင်းကိုကြားနေရတာဒီကောင်းတာတွေလည်းရှိလို့ဆိုးတာတွေလည်းရှိဒါပေမဲ့ဘလို့ဆိုးဆိုးရှစ်ဆက်တိုးရမယ်အချိန်ဒီကတော့လုံးဆန်းလို့မရဘူးဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးဒီတရင်းနှစ်ပုတ်တွေ့ပါတယ်တပုတ်ကတော့ မြန်မာနောင်ကတင်ပြီးတပုတ်ကတော့အဲ TVB ကတင်တာပါတယ်နော်အဲ့တော့ဒရင်တပုတ်ကစန့်ကျင်ဘက်အခြေအနေကိုတွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်မြေပြင်တက်တီစီလမ်းပြီးတီးခေါက်ကြည့်တဲ့အခါကျတော့ကြားရတဲ့စကားတွေကနားဝမှာမချမ်းသာဘူးအဓိကမြေပြင်တက်တီစီကပြောတဲ့ပထမတစ်ချက်ကျွန်တော်တင်ပြပါမယ်ပကဖရီလူပါဝါနေ ဝိုးကြားရွှေကိုရီတတိတနန်းတကြနန်းနဲ့စစ်တုပ်ပန်းတွေရဲ့မယားတွေကိုမရင်ငယ်ယူရတဲ့အဖြစ်တွေထိဖြစ်နေပါတယ်။လူပြကြော်ကြီးမင်းဘယ်နေရာလဲလို့မေးရင်တကောင်းဂျာညက်တို့အစာရှိရဲ့ပကပါနာမည်တွေထဲမပြောခြင်းဘူးကို့အကျင့်ကိုတိကို့ချင် မိုးကြရွှေကိုတွေဖြစ်တဲ့ NLD ပါတီ NLD အမတ် NLD ဘာညာတရကနေကြကွာစီအကုန်လုံးကိုနေရာတွေစွပေးပြီးအခွင့်တူးကံလူတန်းစားတရက်ပေါ်ပေါက်တောင်းအောင်လုပ်တဲ့ဘသူလုပ်တာလေဒီမိကုန်းတစ်ခုရှိတယ်လို့ဒီနေ့ TNL ရဲ့အဲ TSC လား TSC တောင်းပြီးကောက်စီတောင်းအုပ်ချုပ်ခွင့်တယောက်တောင်းပြီးအုပ်ချုပ်ဖို့ အစိုးရတရက်လူဖွဲ့စည်းတယ်ဆိုတဲ့အခြေအနေကိုကြားရပါတယ်။ဒါမှမဟုတ်လည်း MNDAA ကဟော MNDAA အကြောင်းပြော DNA အကြောင်းဆက်ပြော။နောင်ချိုတောင်ခမ်းတိုက်ပွဲတွေမှာ DNA ဘာလို့ချစ်နေတာလဲ။ PDF တွေကို၃ရက်တွင်းစုတ်ခွာဟိုစခန်းချရနေရတာဒီစွန့်ခွာသွားပေးဖို့ပြောတာတွေကဘလို့ဒီဖြစ်ကုန်ပြီလဲ။ DNA ကဘာလဲဘယ်လဲ။အဲပြည်သူလူထုကြားထဲမှာမေခွေတွေအများကြီးရှိနေပါတယ်။ မြေပြင်အခြေအနေမှာမိုးကုတ်မှာဖြစ်တဲ့အခြေအနေတွေအောင်ချမ်းသာစေအခြေအနေတွေအထိကျွန်တော်တို့သိတယ်သိတယ်မပြောတာနော်မြေမှာ DNL ကဘလူမျိုးလောက်ကင်ဆောင်ရွက်ပြုတ်မှုလဲကျွန်တော်တို့သိတယ်ဥပမာတိုက်ပွဲတစ်ပွဲကိုတိုက်တယ်သို့မဟုတ်တိုက်ပွဲတစ်ပွဲမဟုတ်တာတော့ဘောနော်စစ်ကောင်စီကကင်းလဲလာတဲ့စစ်ကောင်စီကျွန်လာတဲ့လူတွေကိုဒီဘက်ကတပ်တွေကပြစ်တယ်ဗောဗျာမဟာမိတ်တပ် ဲ့မှာတနက်ကြပြီတနက်ကြပြီတနက်တွေကြပြီးတော့ပြီးပြီးတယ်စစ်ကောင်စီဘက်ကဒီတော့ကမာမီတက်တွေကတော့ကြီးစံကိုပတ်စံနဲ့ဝယ်ပြီးတိုက်နေရတယ်ဂျားတွေကခုခံကာဝယ်ပိုင်ဝင်ရကြီးစံကိုအတုံးပြုတ်ပြီးပြစ်ကခတ်ကြရတာအဲ့တနက်ကိုအဲ့စစ်ခွေးကချပြီးထွက်ပြေးပြီးမာမီတက်တွေကတိမ့်ပြီးဆိုရင် DNA တွေကရောက်လာပါတယ်အဲ့တနက်ပြီးဒီလိုအခြေအနေမျိုးတွေကျွန်တော်ကြားပါ အတွင်းထဲမှာအနက်နဲ့ရှာရှာအခြေအနေတွေအများကြီးကျွန်တော်တို့သိတယ်။ဒါပေမဲ့မပြောဘူး။ဒါပေမဲ့ဘာလို့ရှင်းတာလဲမေးချင်တာ။တင်းတလေဘာလို့ရှင်းတာလဲ။ကြည်ရည်တက်တည်နေအငင်းပွားမှုပြဿနာတွေဖြစ်တယ်ဘာလို့ရှင်းတာလဲ။အာကြည်ရည်တက်တည်နေ TNL နဲ့အငင်းပွားမှုဖြစ်တယ်ဘာလို့ရှင်းတာလဲ။အခု TNL ရဲ့ DLC တောင်းပြီတဲ့တောင်းပြီ။ကောင်းစီပေါ့။ လေးနှစ်ကျော်ငါးလအတွင်းမှာငါးနှစ်အတွင်းမှာအစိုးရအဖွဲ့ညီအစိုးရအဖွဲ့လို့ပုံစံမျိုးတွေမျိုးများစွာပေါ်ပေါက်လာနေတယ် MNDA ကဒုတိယတက်အစိုးရအဖွဲ့ပေါ့ဗျာ DNL ကတောင်းပြီးကောင်းစီအာရခတ်တက်တော် AA ကအာရခပြည်သူအစိုးရကယ်ရီက ICEC လား ICE လားဂျာကာလာကောင်းစီ အချမ်းတိုင်းနဲ့ပြည်နယ်အသီးသီးကဖက်ဒရယ်ကောင်စီတွေလှုပ်ကြတယ်ဆိုတော့ကျွန်တော်တို့တအောင်းပြည်ကတက်တက်အထုဒေတာတွေကတက်တက်ရခိုင်ပြည်ကတက်တက်တကယ်လှုပ်ကြမလို့လားတကယ်လှုပ်ကြမလို့လားဒီမိကုန်းတွေအများကြီးရှိနေပါတယ်တော့ကျွန်တော်တို့လက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲဟာအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလားပြည်သူလွတ်မြောက်ရေးတိုက်ပွဲလားကိုကိုကိုမေးကြည့်ကြလို့လို့ပါတယ် ဘီဒုလွတ်မြောက်ရေးတိုက်ပွဲဆိုရင်တော့တိုင်းပြည်လုံးကလူမျိုးမရွေးဘာသာမရွေးနိုင်ငံတွင်းကပြည်သူလူထုအားလုံးလွတ်မြောက်ရေးကိုဥတည်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ MND ဒီနေ့ MND နဲ့ပတ်သက်ပြီးဒီနေ့ကြားရတဲ့သတင်းဆိုရင်တိန်ဒီမြို့ကိုစက်တင်ဘာလထဲမှာပြန်လည်လွှဲအပ်ပေးဖို့နှစ်ဖက်ဆွေးနွေးမှုတွေရှိထားတဲ့သဘောတူထားတယ်လို့အကြံပြင်းသိရတ DVB ကပြောတာကျွန်တော်ပြောတာအဲ့တော့လာရှုံးကိုပြန်ပေးခဲ့ပြီးပြီအကြောင်းမျိုးပြပြခေါင်းစဉ်မျိုးမျိုးတက်သွေးမြေကြားခဲ့တဲ့အောင်ကြီးဗမာပြည်ရဲ့ပထမဦးဆုံးသောတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိမ့်ပိုက်နိုင်တဲ့တော်လန်ကြီးရဲ့အောင်ကြီးတရက်ကိုတရုတ်ရဲ့ဖိအားတွေချောက်ပြန်လည်လွှတ်ပေးလိုက်ရတယ်ရှင်ထဲမှာတော့မခံကြည့်မခံသားပေါ့ဗျာ ဒါပေမဲ့နားလေပြီးပါနားလေပြီးလိုက်ကြပါဆိုပြီးအန်တချိတ်ချိတ်နေပဲဖြီသိပ်ခဲ့ရတာပေါ့အခု DNL အခု MND ထပ်ပြီးတိမ်ဒီကိုပြီးမယ်ဆိုရယ်တရင်ထွက်လာတယ်တရင်ထွက်ရင်တော့ပြီးကျင်လို့တီးခေါက်ကြည့်တာနေမှာပေါ့အတီးပြုတ်လို့တော့မရသေးပေမဲ့ DVP ကတော့ဒီတိုင်းတည်နေပါတယ်အဲ့တော့နောက်ချွတ်မှာ၃ရက်အတွင်း DNL က PDF တီကို ရွှေ့ပေးဖို့ပြောနေတယ်လို့နောက်အောင်မှာဆိုရင်နှစ်ရက်အတွင်းရွှေ့ပေးဆိုတဲ့တည်င်းကိုဟိုစကားကိုစိုက်ကယ်တွေနဲ့လိုက်ပြောတယ်ဘီရက်တရင်တက်ဖွဲ့တွေကရွှေ့နေကြရပါပြီနောက်ချိုးဘူးပြန်ပေးမှာလားဆိုတဲ့ကိစ္စနော်မန္တလေး PDF ကနောက်ချိုးနဲ့ပတ်သက်ပြီးကုဖို့အစ်ကူတက်ဖို့ပြောတာတော့အကူမခံဘူးဆိုတဲ့တည်င်းတွေလည်းထွက်ပေါ်နေတယ်လို့ တန်လေးရဲ့ပစ္စည်းတွေဟာ7ဘင်းကား12ဘင်းကားတွေနဲ့ရွှေ့နေတာကိုလည်းတွေ့ရတယ်လို့ DVB ကတင်လာတာကိုတွေ့ရပါတယ်စစ်ကောင်စီကိုပေးလိုက်ရတဲ့ယွာတွေကမဲပုတ်နောင်လင်းနောင်ချိုကြီးရွှေမော်တော့ကန်ကြီးရှောက်ချူအဲ့ဒီပေးလိုက်ရပြီးအဲ့ဒီယွာတွေမှာစစ်ကောင်စီတက်ပြီးပတ်ပတ်လဲနေရာချူထားပြီးမနေ့ကတော့ကန်ကြီးနဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းအရမဟာမိတ်တပ်တွေဝိုင်းတိုက်လို့ကန်ကြီးတက်ကန်ကြီးကိုဝင်လာတဲ့စစ်ကြောင်းနှစ်ကြောင်းလန်ထွက်သွားတယ်လို့ သိရပြီးပြင်းလွင်ကဝင်လာတဲ့စစ်ကြောင်းကတောင်ခန်းကိုစုပ်ပြေးရတယ်ဆိုတဲ့အခြေအနေတွေ့ရပါတယ်။အဲ့ဒီတိုက်ပွဲမှာ TNL ဥဆောင်ပြီးတိုက်တလားမတိုက်ဘူးလားဆိုတဲ့ကိစ္စကျွန်တော်မသိဘူးထင်ပါတယ်။အဲ့တော့ဒီကနေ့တော့ TNL ကတစခန်းထလာက TSC လူပုဂ္ဂိုလ်ပုံးနေဖွဲ့စည်းတယ်။ဘာပဲဖြစ်တအောင်းလူမျိုးတို့လွတ်လပ်စွာရှင်တန်ခွင့်ကိုကျွန်တော်တို့ကြိုးစားပါတယ်။ကြိုးစားပါ ဒါပေမဲ့တအောင်ပြည်ကတခုရခိုင်ပြည်ကတခု MNDAA ရဲ့အထူးဒေတာကိုကံအုပ်ချုပ်ခွင့်ဒေတာတခု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 နဲ့ငါတို့တိုင်းပြည်ဟာငါတို့အာကုံမျော်လင့်ခဲ့တဲ့တိုင်းသားတပ်တွေဟာသူတို့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲပဲဆင်နွှဲသွားတာလားငါတို့တတိုင်းပြည်လူပြည်သူလူထုရဲ့လွတ်မြောက်ရေးအတွက်ကို ောင်းဝင်ဆင်ွယ်ပါမလားဆိုတော့စိုးရင်ချက်တင်တဲ့အတူမိကွန်းတွေလည်းများ ပြားလာတာကိုကျွန်တော်တို့ဒီကနေ့တွေ့နေရပါတယ်။ဒေါ်လာကြီး၄နှစ်တာ၅နှစ်အတွင်းမှာ NUG ဆိုတဲ့အစိုးရအဖွဲ့ကြီးအပါအဝင်အစိုးရအဖွဲ့တွေအစိုးရအဖွဲ့တွေကိုတိုက်တဲ့နေရာကိုယူကိုလူကိုခန့်ကိုကြိုက်တာကိုလုံနေကြတာကိုတော့ကြည်ချင်းအဖြစ် ခမရတို့ပြောပြောနေတဲ့ပြည်သူလူထုအတွက်ဆိုတော့ကျွန်တော်တို့ကအထက်ထက်ခါခါပြန်စဉ်းစားနေကြရပြီ။အဲ့တော့လူမြတ်ကျော်ကြီးတော်လည်ကြီးကလည်းစိတ်ပြတ်စရာကြီးပဲလားလို့တော့မထင်စီချင်ပါဘူး။ဒါကတော်လည်ကြီးရဲ့ဒါဆိုင်လို့ခေါ်တဲ့အမောင်ခြင်းတစ်ခုဖြစ်ပါတယ်။တော်လည်ကြီးရဲ့အလင်းချမ်းမှာတော့ခမရတို့ကျွန်တော်တို့အရန်ချစ်တဲ့အရန်အားကိုးတဲ့အရန်လေးစားတဲ့လူငယ်တွေဟာ 十二平方，你、啊、说也、啊、说，没办法说，别收入的、没收入的，都能一夜十二平方起码，把他们先带。安慰我一下，使得我养起我们说的农业包，慢慢说，慢慢说，大伯们，我这。 ပဲ့ကိုင်းနိုင်မှုအရေးချင်းကင်းမဲ့မှုတွေရဲ့နောက်ဆက်တွဲပြဿနာကြောင့်အခုဆိုရင်တိုင်းနမ်နေမြေတွေထဲမှာကျွန်တော်တို့ PDF ညီငယ်တွေဟာကောက်ကိုငုတ်ပြီးတွန်လည်ရေးအတွက်ညက်ကြီးတောက်တောက်ကြတဲ့အထိကြိတ်ခံစားရတယ်အများကြီးရှိပါတယ်အဲ့တော့တိုင်းနမ်နေမြေတွေကမဟုတ်တာလုပ်နေလို့လားလူမြတ်ကျော်ဆိုတော့ ဟုတ်တာလုပ်တဲ့လူတွေလည်းရှိတယ်မဟုတ်တာလုပ်တဲ့လူတွေလည်းအများပြားရှိပါတယ်ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့တွေးကြည့်ရင်ထဲမှာမချိအောင်ခံစားရပါတယ်အဲ့တော့ဒီအားလုံးရဲ့လက်သေးတရားခံဘသူဖြစ်နိုင်ပါ့မလဲကိုလူကိုခံပြီးကိုပါတီဝင်မှနေရာပြီးပြီးစင်ပြိုင်လက်နက်ကင်တပ်ဖွဲ့တစ်ခုလက်ကင်ဒုတ်တပ်ဖွဲ့တီထောင်ထားတဲ့အခြေအနေတရက်ကိုမလုံမရောက်မချင်းဒီတော်လန်ကြီးဟာ ခင်ဗျားတို့လုပ်တဲ့တော်လန်ရေးဟာကျွန်တော်တို့လုပ်နေတဲ့တော်လန်ရေးဟာမိုးကြွရွှေကူတော်လန်ရေးလားလို့တော့မိကုံထုတ်ခန့်နေရပါပြီတစ်ဖက်မှာလည်းစီရီးယားအကွက်ရွှေ့နေတဲ့ဗတ်တပြန်ဂျားတပြန်စင်ပြိုင်ငိမ့်ချမ်းကြီးတန်တရာလေနေလျက်ရှိပါတယ်တွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက်တွေးလိုက်စုံလိုက်တိုက်လိုက်ပြန်ပြေးလိုက် ဟိုဘကန်းကူးလိုက်နှစ်ခွန်ငါပြန်ဝင်သွားလိုက်စိန်ပြေးတန်းကစားနေတယ်လို့စစ်ပွဲတွေကိုကြည်ရင်ပြည်သူလူနဲ့တော်လန်မျိုးဆက်လူငယ်တွေကိုအားနာမိပါတယ်ဗျာအဲ့တော့ဒီကာလမှာမြေသားညီညွတ်ရေးအစိုးရအပါဝင်ဦးစည်းဦးဆောင်လုပ်မဲ့တော်လန်ကြီးတက်တွေတက်ကြီးတွေလူပုဂ္ဂိုလ်တွေခေါင်းဆောင်တွေအင်မတန်လိုအပ်လာပြီမြေသားညီညွတ်ရေးအစိုးရဟာတိုင်းပြည်တော်ကတော်လန်ကြီးတက်တွေကိုစုစည်းဖို့တိုင်းသားရအောင်မပါ ဒါလည်းသူတို့ကထောင်းပြက်ကွက်ခဲ့ပါလေဒီပြက်ကွက်ခြင်းရဲ့နောက်ဆက်တွဲပြဿနာဟာအခုဆိုရင်တိုင်းသားနေပြည်တိုင်းသားတွေဟာသူတို့နေပြည်ကိုသူတို့တိုက်ခိုက်သိမ့်ပိုက်ပြီးသူတို့အုပ်ချုပ်သူတို့အစိုးရထောင်းထောင်းသူတို့လှုပ်ချင်တာလှုပ်ကျွန်တော်တို့ဘာမှပြောခွင့်မရှိမြေပိုင်တယ်လေစစ်နိုင်တယ်လေအစိုးရဖြစ်တယ်လေဒါပေမဲ့အဲ့ဒီနေပြည်တွေမှာနေရတဲ့ကျွန်တော်တို့ယင်သွေးတွေကျွန်တော်တို့ပြည်သူလူထုရဲ့ယင်နစ်တီးကြ PDF တွေက ဘလောက်မျက်နာငယ်လိမ့်မယ်ဘလောက်မျက်နာငယ်နေရတယ်ထင်လဲကျွန်တော်ရှေ့ရှေ့ဝူကြီးအများကြီးပြောရင်စကားတွေအများကြီးပြောရင်တဇွေးတွေအများကြီးထွက်တယ်အဲ့တော့ဆက်လို့ရမယ့်အခြေအနေတွေကဒရိုင်းဘီတော့တော်တော်လေးတက်တွေကိုစူးစီးရပါလိမ့်မယ်ဂွေးဆက် COC စနစ်နဲ့ဒေတာဆိုင်ရာစစ်ဦးစီးများမှတည်နိုင်ငံလုံးဆိုင်ရာစစ်ဦးစီးနိုင်ငံလုံးဆိုင်ရာစစ်ဦးစီးမှတည် ဘူစစ်ကောင်ရှင်ပုံစံနဲ့စူးစီးတိုက်ပွဲဝင်နိုင်မှုစူးစီးဖို့ဆောင်နိုင်မှုတွေမလုပ်ဘူးဆိုရင်တော့ NLD နဲ့ NUG အကွဲပြေးမှာမင်းအောင်လှရရွေးကောက်ပွဲနဲ့ဂျာဝင်ထိုးခွဲနေပါတယ်တပတ်မှာ NUG NLD CRPH အကွယ်အပြည့်ကြီးဟာနိုင်ငံရေးအကြောင်းကြီးတစ်ခုအဖြစ်ရှိနေပြီးဒီချက်ကိုတည်တဲ့မင်းအောင်လှိုင်ဟာရွေးကောက်ပွဲဆိုတဲ့တက်ကြီးတစ်ချောင်းထိုးထည့်ကမကြာခင်မှာမျက်နှာပုံးကြီးကွာချမဲ့အခြေအနေတွေလည်းကျွန်တော်တွေ့နေတာပါဘယ်သူပါလဲပေါ့ဗျာဒီဒေါ်လာရေးဟာယုံကြည်လို့ယက်တည်ခဲ့ကြတယ်ခိုင်ခိုင်မာမာပါဝင်ခဲ့ကြတယ်ပြည်သူတရလုံးအန်ချိတ်ပါဝင်နေကြတယ် ါပေမဲ့တော်လန်ยีခေါင်းဆောင်ဆိုတဲ့သူတွေပြက်ကွက်တဲ့တာဝန်တွေနဲ့ပတ်သက်ပြီးလက်ညှိုးထိုးအပြစ်တင်နေတာမဟုတ်ပါဘူးရှိခဲ့တာတွေရှိစီတော့ချိုက်ချင်းချိုက်မချိုက်ချင်းနေသဘောရာကြီးနားလေတီးခံခွန့်လို့ပြီးစူစီးညီညွတ်တီထောင်ကြရပါလိမ့်မယ်အဲ့တော့တစ်ဖက်မှာ အပြိုင်ရိုက်ပေါ်ပေါက်လာတဲ့အစိုးရတတံအဖွဲ့စည်းတွေအများပြားတွေ့ရပါတယ်ထိတ်ဆုံးကအစပြောရင် NUG နောက်ပြီးရင် MNDAA ကိုကအထူးဒေသအစိုးရအဲအရခတ်အရခပီဒုအစိုးရနော်အဲဆိုတော့ဒါမျိုးတွေပေါ်ပေါက်လာတယ်တမန်အားဖြစ်ပေါ်လို့အဲ့ဒီအစိုးရတွေကကိုပြည်နယ်ကိုတက်တာဝန်ကြီးကိုယူနိုင်လာလို့ကြည် အာတတော်အေးရသူ့တက်နဲ့သူ့ပြည်နဲ့တောင်းဝင်ကိုသူယူနိုင်ပါတယ်ဒီနယ်လေးကဟောသူတင်ပိုက်ထားတဲ့မြို့နယ်တွေကိုထိန်းချုပ်ဖို့သူအစိုးရတတံဖွဲ့စည်းတာသူတောင်းဝင်ယူနိုင်ပါတယ်မှားတာတွေမှန်တာတွေကြိုက်တာတွေကြက်တယ်ခဏတာ MNDA ကရောသူတင်ပိုက်ထိန်းချုပ်ထားတဲ့နိုင်ငံတွေကိုသူပြန်ပြီးရင်ပြီးတယ်သူလုံးဝလုံးတယ်မကြိုက်တာကြိုက်တာမတတ်နိုင်ဒါပေမဲ့အဲ့ဒီသူတွေနဲ့အခြေလေစကားပြောခဲ့ရဲ့လား ျွန်တော် PDF တက်တီကိုပို့တဲ့အချိန်မှာတော်ပြီလာရှုပ်ကိုတပေါင်းတိုက်ပေးဖို့နောင်ချိုကိုပေါင်းတိုက်ပေးဖို့တိန်ဒီကိုပေါင်းတိုက်ပေးဖို့ဆောင်ရွက်ကြတဲ့အချိန်မှာစကားပြောခဲ့တဲ့ဂရိကဝိတ္တိမရှိဘူးလားဘာတခုမှလေတန်လေးလောက်မဟာရဲလောက်အောင်အတော်ကြီးကျွန်တော်တို့ရဲ့တော်ရည်ခေါင်းဆောင်ဆိုသူတွေတိတ်ငယ်နေရပြီလားလို့ကျွန်တော်တွေးမိအဲ့တော့ဗမာတက်တွေဗမာတက်တွေလို့ခဏခဏပြောတာ ဗမာပြည်နယ်ပြည်တော်ရေးလို့ဗမာလူမျိုးစုဆိုတာမျိုးတွေထပ်ပေါ့ကျွန်တော်တို့ဗမာရီမန်ချဟာပြည်သူလွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာဒီညာကနေကြေညာပါလေဗမာလူမျိုးတစ်မျိုးတည်းလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲနေတာမဟုတ်ဘူးငါရေဝင်ငါတို့ဒီငါတို့ပြည်တော်စုမြန်မာနိုင်ငံတော်အတွင်းကလူမျိုးမရွေးဘာသာမရွေးလွတ်မြောက်စေလိုသောစိတ်ဖြင့် ပြည်သူလူမြောက်ကြီးတိုက်ပွဲဆင်နွှဲနေတယ်ဆိုတော့ယုံကြည်ချက်ကိုငါတို့မောင်းတင်ကြရအောင်တမိုင်းမှာတမိုင်းမှာကိုနေရကိုတိုက်ကိုယ့်အကူယူအမျိုးသားလူမြောက်ကြီးတရံဆင်နွှဲခဲ့တဲ့အချက်တွေကိုတော့ကျွန်တော်မှတန်းတင်တာပါပဲမိမိငါတိုက်လို့ငါရတာကွာမင်းနဲ့ပါဆိုင်တယ်โอเคသဘောတူပါဒါဆိုအမျိုးသားလူမြောက်ကြီးတိုက်ပွဲ ထိပဲတွားနေတဲ့အမျိုးသားရေးဆိုင်ရာတိုက်ပွဲတံတန်တစ်ခုကိုပဲဆင်နွှဲခဲ့ပြီးသင်တို့ဟာຫນွေဦးတော်လန်ရေးရဲ့ရီမန်းချက်ဘိုင်းတိုင်းဖြစ်တယ်ပြီးသူလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲကျင်တရောင်ရောင်ဟန်ဆောင်ခဲ့ပြီးကျွန်တော်ပြီးသူလွတ်မြောက်ရေးတိုက်ပွဲအတွက်ပါဝင်ဆင်နွှဲနေတဲ့ကျွန်တော်ရဲ့တော်လန်ရေးညီငယ်ရဲဘော်တွေကိုအတုံးချခဲ့တယ်လို့ကျွန်တော်မှတ်တမ်းတင်တာ ျွန်တော်ရံမဖြစ်ပါအပြစ်တင်လို့စိတ်အလင်းမရှိပါဘူးတင်တော့လွမြောက်ခြင်းတွေကကျွန်တော်တို့ဝမ်းသာပါတယ်တင်တော့လွမြောက်ခြင်းတွေတင်တော့ကိုယ်နေမြေကိုတိုက်ကိုယ်နေမြေကိုယူကိုယ့်ကိုအုပ်ချုပ်နိုင်ခြင်းတွေအလုံးမတန်ဂုံယူမိပါတယ်သို့တော်ကျွန်တော်တို့ကတော့ကျွန်တော်တို့တနေရာကျွန်တော်တို့တည်တာကျွန်တော်တို့တအိမ်ကျွန်တော်တို့တလန်းလွမြောက်လူချင်းမဟုတ်ပဲတနိုင်ကံလုံးကီသူတရလုံးလွမြောက်ရေးတိုက်ပွဲကိုကျွန်တော်ဆက်လက်ဆင်နွှဲမှာပဲမနိုင်မချင်းတိုက်ပါ ဒါဟာကျွန်တော်တို့ကြင်ညာလိုက်တဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရုပ်ကြီးချက်ဖြစ်တယ်ဆိုတာပြောရင်ကျွန်တော်ရှင်ဘတ်ထဲကထွက်ကြလာတဲ့စကားတွေလို့မှတ်ပြီးတော့တော်တော်ထိမ့်ထိမ့်လေးပြောတာပါဒီညတော့ဒီတော့ပါပဲအားလုံးယေရှုတဲ့